ေဘာသာဆူရီစမိုဝါဒီကုတရာမင်္ဂလာပါဒီနေ့တော့အာဆီယံအစည်းအဝေးတက်ရောက်မဲ့စီရင်ကနေမေးအောင်လိုင်းနမေကို မလေးရှားသတင်းဌာနကပြန်ဖြုတ်ချသွားတဲ့သတင်းဆုံးမြို့နယ်မှာထင်းရှားထွက်တဲ့အမျိုးသမီးတဦးထံကနေလက်ဝတ်ရတနာတွေလူယူပြီးတော့တပ်ဖြတ်တဲ့တည် မိုင်းငော့မြို့ကိုစစ်တပ်ကထပ်မံဘုံကျဲတိုက်ခိုက်လို့အရက်သား2ဦးသေဆုံးပြီးတော့2ဦးထိခိုက်ဒဏ်ရာရတဲ့တည်းစားရဖက် FN ရဲ့ဒီနေ့အောက်တိုဘာလ23ရက်နေ့အတွက်နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုကြားကြရမှာပါ။လာမယ့်ရက်ပိုင်းမှာပဲမလေးရှားနိုင်ငံမှာကျင်းပတော့မယ့်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ့်နိုင်ငံအတီးတီးက တာဝန်ရှိသူတွေစီးရင်အထဲကနေအာနာသိစစ်ကောင်စာပိုးချုပ်မှုကြီးမင်းအောင်လာရဲ့နာမည်ကိုမလေးရှားသတင်းဌာနကပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။မလေးရှားသတင်းဌာန New Street Time ကကနဦးစတင်ဖော်ပြခဲ့တဲ့သတင်းမှာမြန်မာနိုင်ငံကပိုချုပ်မှုကြီးမင်းအောင်လိုင်းလဲအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်လို့နမေစရင်ဖော်ပြခဲ့ပေမဲ့ဒီကနေ့မှာတော့နမေကိုတိတ်တဆိတ်ပြန်လဲဖြုတ်ချသွားခဲ့တာဖြစ်ပြီးဘာကြောင့်ဖြုတ်ချသွားရဲဆိုတာကိုလည်းပြန်လဲဖြေရှင်းထားခြင်းမရှိပါဘူး။ New Street ထိုင်းရဲ့ကနဦးသတင်းဖော်ပြချက်မှာစစ်ကောင်းဆောင်နာမည်ပါဝင်ခဲ့တဲ့ကအာနာသိစစ်တပ်ရဲ့ဝါဒဖြတ် Telegram Channel တွေကနေဝေဝေဆဆဖော်ပြခဲ့ကြလို့ဒီတစ်ခေါက်အာဆီယံအစည်းအဝေးကိုပူချုပ်မှုကြီးမအောင်လဲတက်ရောက်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းဆုံးမြို့ဇေယျရက်ကွက်မှာထင်းရှာထွက်တဲ့အသက်60နှစ်အရွယ်ရှိအမျိုးသမီးတဦးလက်ဝဲရတနာတွေအလူခံရပြီးတော့တက်ဖြတ်ခံခဲ့ရတယ်လို့ရောအလင်းတန်းကကိုအောင်ကြီးကဖွဲ့တဲ့ FN ကိုပြောပါရတယ်။ အသက်ခံရတဲ့အမျိုးသမီးကဒေါ်ရှင်းခေါ်ဝါလို့သိရပြီးတော့အော်တိုဘာလ18ရက်နေ့မှာနေအိမ်ကနေထင်းရှာထွက်ခဲ့တဲ့အချိန်တစ်ချက်သားခန့်ရှိတဲ့ရွှေဆွဲကျိုးတကုတ်တမတ်သားခန့်ရှိတဲ့လက်စွပ်တကွင်းငကတ်တရံတို့ကိုဝတ်စားဆင်ရင်ခဲ့တာဖြစ်ပြီးတော့ကိုနဲ့မခွာဆောင်ထားတဲ့ဘေးလေအိတ်တလုံးကိုလည်းယူသွားခဲ့တယ်လို့သိရပြီးတော့အခင်းဖြစ်ပွားချိန်မှာတော့အဆိုပါလွတ်အိတ်အပြင်လက်ဝေဒနာတွေကို ရှာမတွေ့ဘူးလို့သိရပါတယ် တော်ရှင်းခေါ်ပါပြောင်းဆုံနေတာကိုရက်ွက်နေသူတွေကတတိထားမိပြီးရဲ့နောက်မှာလိုက်လံရှာဖွေတဲ့အချိန်မှာတော့ရုပ်အလောင်းကိုအော်တိုဘာလ19ရက်နေ့မှာသူ့ရဲ့ဥယျာဉ်သဲနဲ့ကိုက်90กว่าမှာဝေးတဲ့နေရာတနေရာမှာတွေ့ရှိခဲ့တယ်လို့သိရပါဗျာ။ တော်ရှိန်ခေါ်ပါကစောမြို့မှာအချိန်ကာလကြာနေထိုင်ခဲ့တဲ့သူဖြစ်ပြီးတော့အခုလက်ရှိအချိန်ထိစစ်ကော်မရှင်ဖက်မှတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်ကြက်ကြီးဦးရှာလောရဲ့ဇနီးဖြစ်ပြီးတော့အခုလိုတော်ရှိန်ခေါ်ပါအသက်ခံရတဲ့ပတ်သက်ပြီးလက်ရှိမှာမြို့နယ်ပလာဖကစုံစမ်းစစ်ဆေးနေရလို့လည်းသိရပါဗျ။ ရှမ်းပြည်နယ်မိုင်းကောမြို့ကိုစစ်ကောင်မရှင်တပ်ကလင်းရင်နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား၂ဦးပွေးချင်းပြီးတည်ဆုံခဲ့ပြီးတော့၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံအမျိုးသားတဦးကဖရက်အဖန်ကိုပြောပါရယ်။မနေ့ကအောက်တိုဘာလ20ရက်ည8နာရီဝန်းကျင်မှာလင်းရင်နဲ့ပေါင်၂50ဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးတော့နေအိမ်6လုံးနဲ့မီးလောင်ပြကျသွားခဲ့တယ်လို့ဆိုပါရယ်။ ထိခိုက်တန်ရန်ရတဲ့သူတွေကသေဆုံးသူတွေနဲ့မိသားစုဝင်တွေဖြစ်တယ်လို့သိရပြီးတော့ဘုံကျဲတိုက်ခိုက်မှုကြောင့်မိလောက်ခဲ့တဲ့အိမ်တွေကိုမိုင်းကုန်းမြို့ကတက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အရက်သားတွေကမင်းငိတ်တက်ခဲ့ကြတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်တပ်ကအော်တိုဘာလစတင်ကတည်းကနေစပြီးဒီနေ့အချိန်ထိတအန်းတက်မတော် TNLA ထိန်းချုပ်ထားတဲ့နေမျိုးတွေကိုနေ့တိုင်းနီးပါးလေးချောင်းကနေတက်ခိုက်နေတာကြောင့်ကလေးနဲ့တန်ကတော့အပါအဝင်အရက်သား40ဦးထက်မနည်းတိစုံခဲ့ပြီးတော့ 44ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ American သမ္မတဒေါ်နယ်ထရပ်ကတအူးချင်းထုတ်ကုန်ရင်းနဲ့နိုင်ငံတွေကိုပြစ်မှတ်ထားတဲ့အခွန်အကောက်နှုန်းတွေနဲ့ကဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကိုစတင်ခဲ့ပါတယ်။ ထရန့်ကအမေရိကန်နိုင်ငံထဲဝင်လာတဲ့အသွင်းကုန်အားလုံးအပေါ်အခြေခံအကောက်ကွန်30ရာခိုင်နှုန်းအပြင်တချို့ကုန်ပစ္စည်းတွေနိုင်ငံတွေအတွက်ထပ်ဆောင်းခွင့်တွေချမှတ်ထားရမှာမြန်မာနိုင်ငံအပေါ်ကလည်း40ရာခိုင်နှုန်းအခွန်သတ်မှတ်ထားပါတယ်။ဒါ့အပြင်စတီးနဲ့အလူမီနီယံကျင်းနီပိုက်တွေလိုအသွင်းကုန်တွေကိုအခွန်60ရာခိုင်နှုန်းတပိုင်းလက်ကူပစ္စည်းတွေနဲ့ဈေးဝါးတွေကိုတော့100ရာခိုင်နှုန်းစသဖြင့်အခွန်နှုန်းထားတွေသတ်မှတ်ထားပါတယ်။ ဥရောပတဝန်ကရာစုဘုတ်ဂိုင်းတွေကလူပါပြတိုက်လူမျိုးကတန်ဖိုးမဖြတ်နိုင်တဲ့ပြတိုက်ကနေအဖိုးတန်ကြောင့်မြေယတနာတွေနဲ့ရွှေတွေကိုလူရက်မှုတွေပိုများလာပေမဲ့အာနာပိုင်တွေကလူရက်သူတွေကိုပြန်ပြီးတော့ဖမ်းမိတာရှိပေမဲ့လည်းအဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတွေပြန်လည်ရရှိဖို့တော့အစွမ်းကုန်ကြိုးစားနေရတယ်လို့ရင်းနဲ့အမှုပညာကျွမ်းကျင်သူတွေက ပြောပါတယ်ပြည်ထက်နိုင်ငံပါရီမြို့မှာတနင်္ဂနွေနေ့ကဖြစ်ပွားခဲ့တဲ့ရဲတင်းနဲ့ဓမြတိုက်မှုလိုမျိုးလုပ်နိုင်တဲ့ရာစုဘုတ်ဂိုင်းတွေက အများကြီးရှိနေတာကြောင့်ရဲတပ်ဖွဲ့ကတိထားပြီးဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောကြပေမဲ့ပစ္စည်းတွေကိုတော့ထုခွဲပုံစံပြောင်းပြီးရောင်းချလိုက်နိုင်ပြီလို့လည်းသုံးသပ်ပါတယ်ဒီအဖြစ်အပျက်ကမိုနာလီဆာလိုတမိုင်းဝင်အမှုပညာလက်ရာတွေတည်ရှိရာလူပါပြတိုက်လုံချုံရေးစနစ်အပေါ်ယင်းဤမြုပ်နယ်မှုအားနေရတဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကိုအချက်ပေးလိုက်တာလည်းဖြစ်ပါတယ်။ ြင်သစ်နိုင်ငံပါရီမြို့မှာရှိတဲ့တဘာဝတမိုင်းဝင် ပြတ်တိုက်တွေကနေပြီးခဲ့တဲ့နှစ်လအတွင်းရွှေတွေအခိုးခံရမှုအပါအဝင် အနည်းဆုံးပြတ်တိုက်၄ခုလူရဲခံခဲ့ရတယ်လို့မီဒီယာတွေကဖော်ပြကြပါတယ်။ဒီတဲ့င်းတွေကတော့ writer သတင်းဌာနကိုကိုးကားတင်ဆက်ခဲ့တာပါ။ဒီနေ့အော်တိုဘာလ23ရက်ဖရန် FN ရဲ့နေ့စတဲ့တဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါကျွန်မအေးနေပါရှင်